မင်္ဂလာပါခင်ဗျရှင်းလုံးခစ်တိကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဖောက်ကတ်မြို့နယ်ကအချက်ပတ်စစ်ကောင်စီရဲ့ဆိုင်းတောင်ရက်စကတ်ကို GIPD ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိမ့်ပိုက်လိုက်ပြီးဆိုင်းတောင်တစ်ခုလုံးမှရှိတဲ့စစ်ကောင်စီတပ်တွေထွက်ခွေမရှိအောင်တော်လှန်ရေးတပ်တွေကပိတ်ဆို့ထားလိုက်ပြီးဆိုပါတယ်နေပြည်တော်ပေါင်းလောင်းစိတ်အတွင်မှာမိုးအစမပြတ်ရွာသွန်းမှုကြောင့်ရေတွေပြည့်ရှံလာမှုကိုထိမနိုင်တော့ဘဲ၆ပေကျော်တဲ့အထိရေကျော်ကြပြီးတဟုံတို့စီထွက်နေတယ်လို့ တိုက်ချောင်းတဒါလေးရေးစီးကြောင်ပြိုကျသွားပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပရမဇုံတင်ဆက်ပေးခြင်းသတင်းကတော့ကချင်ပြည်နယ်ဖက်ကက်မြို့နယ်ကအချမ်းဖက်စစ်ကောင်စီရဲ့စိုင်းတောင်ရက်စကန်ကို GIP ဒီမှာမေပူပေါင်းတပ်တွေကတိမ့်ပိုက်လိုက်ပြီးစိုင်းတောင်တစ်ခုလုံးမှာရှိတဲ့စစ်ကောင်စီတပ်တွေထွက်ခွေမရှိအောင်တော်လိုင်းတပ်တွေကပိတ်ဆို့ထားလိုက်ပြီလို့ GIA ပြောခွင့်ရဗိုလ်မကြီးနော်ဘူးကရန်ကုန်ခေတ္တကိုပြောပါတယ် စက်တင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲဖားကန်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့စိုင်းတောင် yes ကန်ကို KIPD ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိတ်သက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့လူတို့ရဲ့ပေးပို့ချက်ကိုရရှိထားတယ်လို့ဘုံမကြီးနော်ဘူးကဆိုထားပါတယ်။လက်ရှိမှာစိုင်းတောင်မြို့နယ်မှာရှိတဲ့ Lucky Man Hotel အတွင်းစေကောင်စီတပ်စစ်ကြောင်းကတက်ဆွဲထားတာလည်းရှိသလိုလောလောဆယ်မှာတော့စိုင်းတောင်တစ်ခုလုံးမှာရှိတဲ့စစ်ကောင်စီတပ်တွေလုံးဝထွက်ခွင့်မရှိအောင် KIPD ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပိတ်ဆို့ထားလိုက်ပြီးလို့လည်း GIA ပြောခွင့်ရဗိုလ်မကြီးနော်ဘူးကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီ Lucky Man Hotel မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို GIPD ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်နေပြီးတစ်ဖက်ကဖာကန်ဘျူဟာဂုံမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာလက်နက်ကြီးနဲ့ပစ်ကူပေးနေရမှာဘာမှမဆိုင်တဲ့အယတပြည်သူတွေနေထိုင်ရနေရာတွေကိုပါပစ်ခတ်မှုကြောင့်ပြည်သူတွေရဲ့နေအိမ်တချို့လဲမိလောင်ပျက်စီးမှုတွေရှိထားပြီးတိုက်ပွဲကတော့ဆက်လက်ပြင်းထန်နေတယ်လို့ GIA တရင်ကပြောထားပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့ရဲမင်းရဲ့မြောက်ပိုင်းကလာရှိုမြို့မှာစီရီယန်ကျမ်းမာရေးဝန်ထမ်းတွေနဲ့လဲပတ်နေတဲ့လာရှိုအမှတ်တပြည်သူစစ်ရုံကြီးကနေကလေးငယ်ပေါင်း400ကျော်ကိုကာကွယ်ဆေးတွေထိုးနှံပြီးစီးသွားပြီဖြစ်တယ်လို့ MNDAA ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲ MNDAA အထူးဒေတာအုပ်ချုပ်မှုကော်မတီရဲ့အလေးထားမှုနဲ့အတူဌာနဆိုင်ရာအသီးသီးရဲ့ပူးပေါင်းဆောင်ရွက်မှုတွေပေါင်းစပ်ပြီးစီရီယန်ကျမ်းမာရေးဝန်ထမ်းတွေနဲ့လဲပတ်နေတဲ့လာရှိုအမှတ်တပြည်သူစစ်ရုံကြီးမှာ ်လစဉ်မွေးကင်းစကလေးတွေကိုကာကွယ်စစ်ထိုးနှံပေးတဲ့နေ့အဖြစ်တပ်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေနဲ့ဈေးုံမှာကလေးငယ်တွေကိုကာကွယ်စစ်ထိုးဖို့စီစဉ်ပေးခဲ့ရမှာမနက်ပိုင်းမှာလူတွေပြည့်နှက်သွားတယ်လို့ဆိုပါတယ်အဲ့ဒီနောက်စီရန်ကျန်းမာရေးဝန်ထမ်းတွေပါဝင်တပ်ဆိုင်ရာဆရာဝန်တွေကနေစတေမလာ၁၇ရက်နေ့ဖြစ်တဲ့မနေ့ကမွန်တက်ချိန်အထိမွေးကင်းစကလေးငယ်ပေါင်း300နီးပါးကိုစနစ်တကျကာကွယ်စစ်ထိုးပေးနိုင်ခဲ့ပြီးတနေ့လုံးပေါင်းရင်တော့ကာကွယ်စစ်ထိုးပြီးတဲ့ကလေးငယ်ပေါင်းဟာ400ကျော်ရှိမယ်လို့လည်းတည်ထားရတယ်လို့ ် MNDAA ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်လက်ရှိမှာတော့စီရန်ကျမကြီးဝန်ထမ်းတွေနဲ့လက်ပတ်နေတဲ့လာရှုအမတ်တပြည်သူစိတ်ယုံကြည်ဟာကောင်းမွန်စွာလက်ပတ်နေပြီလာရှုမြို့မှာရှိတဲ့ဒေသခံပြည်သူတွေဟာလည်းသူတို့ရဲ့ခလိငယ်တွေကိုကာကွယ်စစ်ထိုးနိုင်မှုအတွက်စိတ်ယုံမှာလာရောက်ပြီးကာကွယ်စစ်ထိုးမှုလုပ်ငန်းစဉ်တွေမှာအတူတကွပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ MNDAA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့နေပြည်တော်ပေါင်းလောက်ဆယ်အတွင်းမှာမိုးရေအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတွေပြည့်ရှံလာမှုဟာထိမနိုင်တော့ပဲ6ပေကျော်လောက်အထိရေကျော်ကျပြီးတဟုန်တို့စီးထွက်နေတယ်လို့နေပြည်တော်စိုက်ပျိုးရေးနဲ့ဆယ်မြောက်ဝန်ကြီးဌာနသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါရယ်စက်တင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးမိုးတွေအဆက်မပြတ်ရွာနေတဲ့အတွက်နေပြည်တော်ပေါင်းလောင်းဆက်အတွင်းကရေတွေဟာပြည့်ရှံထွက်လာပြီးထိမနိုင်တော့ပဲ6ပေကျော်လောက်အထိကိုရေတွေတဟုန်တို့စီးထွက်နေတယ်လို့လက်ရှိပေါလောင်ချောင်းဘေးကရွာတွေလဲရေမြုပ်နေတယ်လို့နေပြည်တော်စိုက်ပျိုးရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောထားပါတယ် ဒါပြင်လက်ရှိအခြေအနေအရငလိုက်ရေလောင်တမန်မှာလဲကံရီပြည့်တဲ့အမှတ်ကိုရောက်သွားပြီဖြစ်တဲ့အတွက်ရေတွေဖောက်ချဖို့ရှိနေတယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့နေပြည်တော်ဇေယတိရိမြို့နယ်ညောင်မင်းကြီးရွာတကုံးမြို့နယ်ဂျိုကုန်းကျေးရွာနဲ့ပြင်မနာမြို့နယ်တစ်စိပ်ပင်ကျေးရွာရှန်နေကုန်းရက်ွက်တွေမှာတော်တော်ကိုရေကြီးနှစ်မြုံနေပြီးရေပေါ်အကူအညီတွေလိုအပ်နေတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်။တစ်ဖက်ကရန်ကုန်မန္တလေးလမ်းဟောင်းဘော်ကနေပြည်တော်အနီးမှာရှိတဲ့တိုက်ချောင်းတရားဟာလည်းရေစီးတန်မှုတွေကြောင့် ကြိုးကျသွားပြီးလက်မဆက်တွဲရေလည်းပြတ်တော့သွားသလိုရေစီးစင်းမှုရက်တန့်သွားမှသာတရားပြင်ဆင်မှုလုပ်နိုင်မှာဖြစ်တဲ့အတွက်လက်မဆက်တွဲရေတွေရက်ဆိုင်ထားရတယ်လို့သိရပါတယ်ခင်ဗျာတဆက်ထဲမှာပဲမန္တလေးတိုင်းကရမဲတင်းမြို့နယ်မှာလေရေကြီးရေရှည်မှုဖြစ်ပွားတဲ့အချိန်ပြည်သူ၁၀ဦးရေထဲမျောပါပြီးတေဆုံးသွားရတယ်လို့မိသက်ဦးစီးဌာနကနေသတင်းထုတ်ပြန်ထားတဲ့အပြင်တစ်ဖက်ကဝန်ရင်းမြို့နယ်မှာလည်း ကင်တာမြောင်ရေတားပေါင်ကြိုးချမှုနဲ့စမုံဆယ်ကနေရေတွေကိုအထိန်ကုန်မရှိပဲဖောက်ချလိုက်မှုကြောင့်ဂျေးရွာအများပြားရေကြီးနေတယ်လို့သိရပါတယ်။စက်တင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးမန္တလေးတိုင်းရမဲသိန်းမြို့နယ်မှာမိုးရေအဆက်မပြတ်ရွာသွန်းမှုကြောင့်ဂျေးရွာအများပြားရေကြီးနစ်မြုပ်သွားရမှာရေစီးတန်တဲ့အထက်ဆယ်ကြီးဂျေးရွာကအမျိုးသားတဦးညောင်အိုင်ဂျေးရွာကအမျိုးသမီးတဦးကန်တာအေးဂျေးရွာကပြည်သူ၄ဦးအပါအဝင်စုစုပေါင်းပြည်သူ၁၀ဦးဟာ ရေစီးနဲ့အတူမြော့ပါသွားပြီးတေဆုံသွားခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်တစ်ဖက်ကဝမ်တွင်းမြို့နယ်မှာလည်းကင်းသားမြောင်ရေတပ်ပေါင်းချိုးချမှုနဲ့စမုံဆယ်ကနေရေတွေကိုအထိန်ကိုမရှိပဲဖောက်ချလိုက်မှုကြောင့်ကျေးရွာအများပြားရေကြီးနစ်မြုပ်နေတယ်လို့ Vice of Wandering ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။ဒါအပြင်တစ်ဖက်ကပျော်ပွဲမြို့နယ်မှာရှိတဲ့ရှားပင်လကျေးရွာဟာလည်းတရွာလုံးနီးပါးရေကြီးနစ်မြုပ်နေတဲ့အတွက်နေအိမ်တွေထဲမှာပိတ်မိနေတဲ့သူတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျ။ တစ်ဖက်မှာလည်းပကံညာဥမြွနယ်ကပကံရှေးဟောင်းယဉ်ကျေးမှုနေမြမှာမိုးစမပြတ်ရွာသွန်းမှုကြောင့်ဖရားအမှတ်1042ရှေးဟောင်းစင်ကဖရားဇေဒီပြိုကျသွားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ပကံညာဥဘက်မှာလည်းစက်တင်ဘာလ10ရက်နေ့ကတည်းကမိုးတွေအစမပြတ်ရွာသွန်းနေရမှာဒီကနေ့စက်တင်ဘာလ12ရက်နေ့မှာတော့ပကံရှေးဟောင်းယဉ်ကျေးမှုနေမြအတွင်းမှာရှိတဲ့ဖရားအမှတ်1042ရှေးဟောင်းစင်ကဖရားဇေဒီတော်ပြိုကျသွားတယ်ဆိုပါတယ်။အဲ့ဒီလို့ မိုးအစမပြတ်ရွာသွန်းမှုကြောင့်ပြိုကျသွားတဲ့ဖျားအမှတ်1042စင်ကဇီရီတော်ဟာပကံမြို့တည်ရွှေလောင်းရက်ကွက်မှာတရှိတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့အမေရိကန်ပြည်ထောင်စုညွှန်ရောက်မြို့မှာ86ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကိုစတင်ဖွင့်လှစ်နေပြီကုလသမဂ္ဂဆိုင်ရာမြန်မာအငြင်းတန်းကိုယ်စားလှယ်တပ်မကြီးဦးကျော်မိုးထွန်းဦးဆောင်တဲ့အဖွဲ့ကတက်ရောက်နေကြတယ်လို့မြန်မာပါဝင်အငင်းပွားနိုင်ငံကိုစားပြုတ်ခွင့်ကိုယ်စားလှယ်နေရာတွေကိုအဆုံးပြတ်ပေးမယ့်အဖွဲ့လည်းဖွဲ့စည်းလိုက်တယ်လို့သိရပါတယ် စက်တင်ဘာလ17ရက်နေ့မှာပဲအမေရိကန်ပြည်ထောင်စုညွှန်ရောက်မြို့ကကုလသမဂ္ဂဌာနချုပ်မှာ86ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကိုကျင်းပနေပြီအဲ့ဒီညီလာခံမှာတာမန်ကြီးဦးကျော်မိုးထွန်းဦးဆောင်တဲ့အဖွဲ့ကတက်ရောက်နေကြတယ်လို့သိရပါတယ်အဲ့ဒီညီလာခံမှာပြီးခဲ့တဲ့86ကြိမ်မြောက်ညီလာခံပိတ်ပွဲအခမ်းအနားနဲ့အခုထပ်မံရောက်ရှိလာတဲ့86ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ကြတယ်လို့သိရပါတယ် ။အဲ့ဒီညီလာခံမှာပဲတမ္မကြီးဥကြုံမုတ်ထွန်းရဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်နေရအပါဝင်နိုင်ငံကိုယ်စားပြုခွင့်ကိုယ်စားလှယ်နေရတွေကိုအဆုံးဖြတ်ပေးမယ်။အဖွဲ့ဝင်၉နိုင်ငံပါ Credential Committee အဖွဲ့ကိုပါဖွဲ့စည်းလိုက်တယ်လို့လည်းသိရပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ